သိလို့ပေါ့အဲ့လိုငါ allergy test လဲစမ်းပြီးွားရင်ဘာကြောင့်လဲဆိုတာရီအဖြေတော့မထွက်ဘူးပေါ့ကိုအေးမှာအဲ့လိုမမျှရင်လည်းအမအဲ့လိုမျိုးဖြစ်တယ်အေးတဲ့နေရာကိုချက်ချင်းရောက်သွားရင်လည်းဖြစ်တယ်ချက်ချင်းပူသွားရင်လည်းဖြစ်တယ်ကားရိုက်ပြီးခံနေပေါ့ပြီးခံနောက်ဆုံးနေ့မတိုင်ခင်တရက်ဖြစ်တာဒါပေမဲ့အမဆက်ဖြစ်တာတော့တပတ်လုံးလုံးဆက်ဖြစ်တာကလေးရဲ့ဟိုပါပေါ့မြေပုံမှာမြေပုံမှာအတူပါအဲ့ချင်းဖြစ်နေတဲ့ချင်းတော့အဲ့အဲ့စင်းကြီးကောင်ကဖြစ်နေတဲ့ချင်းပဲခဏကိုလည်းမှာတော့ ာလည်းပဲရိုက်တာပဲ။ဟိုက်ဟန်လည်းပဲရိုက်တာ။ဟောဒီနေရာမှာတူးနဲ့တရားနင်းနေချင်လို့လား။ခုချိန်မှာရှင်ပြုတ်ပေးကျင်တာပဲသိတယ်။အမ်ဒီကားလေးထဲမှာအမဒီပေါ့ဟိုနေဝင်းရဲ့အမမြမြတက်နေရပါရှင့်ဟုတ်။ဟောဒီနေရာမှာတုံးနဲ့တရားနင်းနေချင်လို့လား။ က်ကရောဟိုရာဇာတွေလည်းကြိုလုပ်တယ်နောက်တစ်ခါကျတော့ script reading လေးလည်းလုပ်တယ်ဇလန်းလေးကလည်းကြိုသိထားပြီးတော့အကုန်လုံးပြင်ဆင်ပြီးတော့အဲလုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်ခဲတော့မရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလင့်တာအမှဆို allergy ဖြစ်သွားတဲ့အချိန်လေးတွေအဲ့လိုမျိုး shooting တရက်နားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေကျန်တဲ့ဟာကတော့အရန်ဟိုခက်ခဲခက်ခဲကြီးဟိုဒီ shooting မှာဟိုဖြစ်သွားတာတော့မရှိပါဘူးရှင်ဟုတ်ဟိုကအမတို့အမှုပညာရှင်ဆိုတာကြတော့ ပြိသက်ကိုဖျော်ဖြေရပဲလေနော်အဲကိုဖျော်ဖြေလိုက်တဲ့ဟာသူတို့အတွက်ရသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမှုပညာကိုလက်ခံတယ်ကိုယ့်အမှုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်အဲ့ဒါကြတော့အမရဲ့ PT ပေါ့အဲ့လိုမျိုးအတန်ကြရင်အမတော့ဝမ်းသာတယ် PT ဖြစ်တယ် Oh, ဟုတ်တယ်အလက်ချီကတော့လေအမငကိုကလေးကဖြစ်တတ်တဲ့သူဆိုတော့လေ ဟိုအခက်မသိလို့ပေါ့အဲ့လိုမအလာဂျီ test လဲဆမ်းပြီးသွားရင်ဘာကြောင့်လဲဆိုတာရေအဖြေတော့မထွက်ဘူးပေါ့တချို့ကကြတော့ seafood ကြောင့်ရှိရဲတချို့ကမြေပဲနဲ့မတည့်ရရှိရဲတချို့က gluten နဲ့မတည့်ရရှိရဲအဲ့လိုမျိုးရှိပေမဲ့အမကကြတော့ခါကြရင်ရှိမွေးသစ်သွက်လိုက်ရင်လည်းဖြစ်တယ်တခါလေရှားသီးဥတို့ပြောင်းလဲဆိုလည်းဖြစ်တတ်တယ်တခါလေကြားလို့ရှိရင်လည်းအစာအစာနေကြမှုမဲ့တခြားအသစ်စားလိုက်ရင်လည်းဖြစ်တတ်တယ်ဆိုတော့ဟုတ်အဲ့လိုမျိုးဘာကြောင့်လဲဆိုတာမသိဘူးဖြစ်နေကြတော့ဘာကြောင့်ဖြစ်သွားလဲဘာတွေလုံးလိုက်ပြီလဲခါလေးအစာလိုက်ပြီလဲ အမှားတော့ထွေထွေထူးဆာအလူကျော်တော့ဒါအစားရတယ်ဒါပေမဲ့အမမထင်တာအမတော့တောင်ပေါ်မှာနေရတာတောင်ပေါ်မှာနေရတော့ရာသီဥတုကအေးတယ်ဒါပေမဲ့အောက်မှာပုတ်ပန်းမှာဆင်းရရတဲ့အချိန်ကျတော့ရာသီဥတုကဖူးပြီးအပူအေးမှာအဲ့လိုမမျှရင်လည်းအမအဲ့လိုမျိုးဖြစ်တယ်အေးတဲ့နေရာကိုချက်ချင်းရောက်သွားရင်လည်းဖြစ်တယ်ချက်ချင်းပူသွားရင်လည်းဖြစ်တယ်အဲ့လိုမျိုးတို့တို့ကြောက်စရာကြီးလေမမှာတော့များတယ်တော့ဟုတ်တယ်ဟုတ်တယ်အဲ့ဟာဒါကိုက်တုံးကဂျိုက်ကိုက်ရိုက်ပြီးခံနေပေါ့ပြီးခံနေနောက်ဆုံးနေ့မတိုင်ခင်တရက်ဖြစ်တာဒါပေမဲ့အမဆက်ဖြစ်တာတော့တစ်ပတ်လုံးလုံးဆက်ဖြစ်တာ အရိုက်နေတန်းလန်းနဲ့လည်းအဲ့ဒီဟိုဟာစံချတဲ့ဈေးရိုက်တုံးကလည်းအဲ့ဒါဖြစ်နေတန်းလန်းနဲ့ပဲရိုက်တာနောက်တော့ဒီကလေးရဲ့ဟိုဟာပေါ့မြေပုံမှာမြေပုံမှာအတူပါအဲ့ချိန်ဖြစ်နေတဲ့ချိန်တော့အဲ့အဲ့စင်းနေကုန်ကဖြစ်နေတဲ့ချိန်ပဲခဏကိုတည်းမှာအဲ့ဒါလည်းပဲရိုက်တာပဲအဲ့ဒါလည်းပဲရိုက်တာဘယ်လိုပြန်ပြုလိုက်ရလဲမလားဆေးထိုးရဲ့နောက်တော့ဆေးတောက်တယ်ပေါ့အမဟိုဟာ mass allergy ရဲ့ allergy လို့အဲ့လိုမျိုးပေါ့ sea trim လို့အဲ့လိုမျိုးတောက်တယ်ဆေးတောက်တော့မနိုင်တော့နောက်တော့ဆေးရင်ထိုးလိုက်ရတာပေါ့ ိတ်ထိုးပြီးတော့အဲ့လိုအိတ်နေရောတနေ့ပေါ့အဲ့ချိန်ပြီးတော့မျက်နှာလည်းအရင်ရောင်နေတယ်အဲ့တော့အရင်အဲ့လိုရောင်ပြီးတော့ it နေအဲ့လိုမျိုးဖြစ်နေတာဟုတ်ဘယ်နည်းရောက်ကြောက်ရောလဲပါသူကမပြောနိုင်ဘူးခါကြလို့ရှင်လည်းအကြာကြီးဖြစ်နေ10ရက်15ရက်လောက်လို့မျိုးဖြစ်နေခါကြလို့ရှင်လည်း3ရက်နဲ့ပျောက်သွားတဲ့အချိန်လည်းရှိနေစောဒီကလေးဝက်ဆက်လေးတစ်လုံးပေါက်လို့ရမနေတတ်တာလေးအဲ့လိုမျိုးအများကြီးကိုခန္ဓာမှာဖြစ်နေတော့ပြိုးလေးတော့စိတ်ပြန်ပြီးတော့ဟိုကဖြစ်ရတယ်ပေါ့အဲ့ဒါတော့ဖြစ်နေကြဆိုတော့လေဟာငါဖြစ်လာပြီမဖြစ်ချင်ဘူးဒါပေမဲ့ဟို ခန္ဓာကိုယ်အရင်မပူအောင်ထားရတယ်အမှနည်းနည်းလေးအေးရဲ့အချိန်အေးအောင်လို့အဲ့လိုခြီလေးတွေဝတ်တယ်အဲ့လိုမျိုးလေးပေါ့အဲ့တော့လေနည်းနည်းတလက်အောင်နောက်တော့ရေခဲတွေကိုရေခဲကြီးထဲမှာတာဝယ်ကိုထည့်ထည့်ပြီးွားညှင့်ပြီးွားအဲ့အဲ့ဟာလေးကိုဖိဖိပြီးတော့ကတ်တာအဲ့တော့မှသဖောင်းနေရာလေးနည်းနည်းချက်သွားတာအဲ့လိုမျိုးကျားမခတ်တော့ကြတော့ဒီတိုင်းပဲဟိုကဖြစ်နေဖြစ်တိုင်းတော့အဲ့လိုမျိုးကုမိကြပါဘူးရပါတယ်ဂျောတန်ဆိုတဲ့ကားလေးကဒီအမားရဲ့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ အလှဖြစ်ကျင်ကြရတယ်ရှင်လောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမလည်းဒီ၅နှစ်တွင်မှာပထမဆုံးပြန်ပြီးရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အတွက်ကြောင့်မလို့လာပြီးအားပေးဖို့ပါလို့ပြောချင်ပါရှင်ကျေးဇူးပါကျေးဇူးပါ